ျမတို့ကအလုံးစောင်းလုပ်တဲ့ဝန်ထမ်းတွေစီကနေ3လဒါမှမဟုတ်တစ်နှစ်ပြည့်ပြီးတော့ဘာလို့လစာမတိုးသေးတာလဲဆိုတဲ့မေးခွန်းကိုမကြားခဏဆိုလို့ကြားတတ်ပါတယ်။အဲ့တော့ဒီမေးခွန်းကဝန်ထမ်းနဲ့ကုမ္ပဏီကြားမှာနားလည်မှုလွဲမစေတဲ့အဓိကအကြောင်းရင်းတစ်ခုပဲဖြစ်ပါတယ်။အော်ဒီနေ့မှာတော့ကျမတို့၃လသုံးမဟုတ်တစ်နှစ်ပြည့်တိုင်းလစာမတိုးရခြင်းရဲ့အဓိကအကြောင်းရင်းတွေကိုမျှဝေပြသပါမယ်။ ပထမဆုံးအနေနဲ့ကကျွန်တော်တို့၃လစမ်းသပ်ကာလနဲ့ပတ်သက်တဲ့နားလည်မှုလွဲမှားမှုကိုရှင်းလင်းပြမှာဖြစ်ပါတယ်။စမ်းသပ်ကာလကအလုပ်အတွက်အတည်ပြုဖို့ဖြစ်ပါတယ်။၃လစမ်းသပ်ကာလဆိုတာကလစာတိုးပြီးဖို့အချိန်မဟုတ်ပါဘူး။အဲ့ဒီကာလကဝန်ထမ်းရဲ့အရေးအချင်းနဲ့ကုမ္ပဏီရဲ့ culture ကိုင်ညီမှုရှိမရှိကိုစစ်ဆေးတဲ့ကာလပဲဖြစ်ပါတယ်။အကယ်၍ကိုယ့်ရဲ့လုပ်ငန်းစွမ်းဆောင်ရေးကညှော်နှင့်ထားတဲ့အဆင့်ကိုရောက်ပြီဆိုလို့ရှိရင်အတည်ပြုပေးမှာပဲဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ကတော့ကျမတို့ဒီလစာတုံးပြင်းမှုကအချိန်ပေါ်မဟုတ်ဖယ်နဲ့စွမ်းဆောင်ရည်ပေါ်မှာပဲမှုတည်ပါတယ်။ဆိုလိုချင်တာကအာတက်နစ်ပြည့်သွားတာနဲ့လစာတိုးတင်နေဆိုတာကမှားရင်းနဲ့မျောလင်းချက်တစ်ခုပဲဖြစ်ပါတယ်။အဲ့တော့လစာတိုးမြင့်နေဆိုတာကကုမ္ပဏီအတွက်ဝန်ထမ်းကဘလောက်တန်ဖိုးရှိတဲ့ရာလက်တွေပေးနိုင်ခဲ့လဲဆိုတဲ့စွမ်းဆောင်ရည် KPI တွေဘလောက်ကြော်လွန်အောင်လုံဆောင်နိုင်ခဲ့လဲဆိုတဲ့အပေါ်မှာပဲအဓိကမှုတည်ပါတယ်။ အဲ့တော့တိုးတက်တဲ့စွမ်းဆောင်ရည်မရှိပဲအချိန်ပြည့်ယုံနဲ့တိုးမြင့်တာကလည်းကုမ္ပဏီရဲ့လာဆောင်မှုဝါဒနဲ့လည်းမကိုက်ညီပါဘူးပြီးတော့ကုမ္ပဏီရဲ့အကောင်းဆုံးလုပ်ဆောင်ရမယ့် practice တွေမှာလည်းမရှိပါဘူးနောက်ချက်တစ်ချက်ကကြတော့ကျွန်တော်တို့လာဆောင်ပြန်နဲ့တိုးတက်ခြင်းကိုနှိမ့်စင် budget နဲ့ပဲအဆက်ဆက်မှုရှိပါတယ် ဝန်ထမ်းတဦးချင်းစီရဲ့အလုံးဝင်ရက်ပေါ့နော်သူတို့ရဲ့ joint date နဲ့မဆိုင်ဘဲနဲ့အာလစာပြန်လဲတုံးသက်ခြင်းကကုမ္ပဏီရဲ့နှစ်စဉ်ဘန်ဒါရီနှစ်အစီအစဉ်အရပဲပြုလုပ်ရမှာဖြစ်ပါတယ်ဥပမာပေါ့နော်ကုမ္ပဏီကနှစ်စဉ်ဥပမာ September လမှာ budget တွေစစ်ဆေးတယ်ဆိုရင်အဲ့ဒီအချိန်ကြာမှာပဲဝန်ထမ်းအားလုံးရဲ့လစာကိုတပြိုင်တည်းထဲပြန်လဲတုံးသက်ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ကိုယ့်ရဲ့တစ်နှစ်ပြည့်တဲ့ရက်နဲ့ကုမ္ပဏီရဲ့ review အာလောက်တဲ့ cycle ကမတူညီနိုင်ပါဘူး တော့အချုပ်အားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ကျမတို့စမ်းသက်ကာလာရဲ့ရည်ရွယ်ချက်ပြီးရင်နောက်တစ်ခုကဝန်ထမ်းရဲ့စမ်းဆောင်ရည်အပေါ်မူတည်တာနဲ့နှစ်စဉ်ဘတ်ဂျက်ပေါ့နော်နှစ်စဉ်ဘတ်ဂျက်အဆောက်အုံဆိုတဲ့ဒီအချက်အလက်တွေကိုဝန်ထမ်းတွေကိုတည်တည်ချာချာရှင်းပြထားမယ်ဆိုလို့ရှိရင်လုပ်ငန်းတွေမှာဝန်ထမ်းတွေရဲ့လစာတုံးမှုနဲ့ပတ်သက်တဲ့နားလည်မှုလွှဲမှားမှုတွေကိုရှင်းလင်းနိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီအချက်တွေကိုကျမတို့စနစ်တကျအသုံးချပြီးတော့ရှင်းရှင်းလင်းလင်းနဲ့ချိတ်ဆက်ထားပြီးတော့ပွင့်ပွင့်ခွင့်လင်းမြင်တာမှုတွေကို practice လုပ်သွားမယ်ဆိုလို့ရှိရင်ပိုကောင်းတဲ့ communication ကိုလည်းဖန်တီးနိုင် I loved about it.